စီပီပန်တင်နေဒီဆုံးမှာရှိပါတယ်ဟိုလေရတော့တော့ဝါအာဒီဆုံးမှာစီပီပန်ကတင်တဲ့အနည်းဆုံးမှာရှိနေဒီဆုံးမှာစီပီပန်ရှိလုံခဲ့တဲ့နှစ်ပေါင်း40ကမြမဆိုရှယ်လစ်ခေါင်းဆောင်အာနာရှင်လူတစုကိုလောက်ကျန်တက်ဖြတ်ဖို့ကြိုးစားရင်းတည်တံပေးခံခဲ့ရတဲ့ဘူကြီးအုံးကျော်မြင့်အကြောင်းကို ဥဝင်ချိန်ကရေးသားထားတာဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီခစ်စနစ်ကအခြေအနေအမှန်တွေသူရဥတင်ဦးတက်မတော်ကနှုတ်ထွက်ခဲ့ရပုံတွေပါဝင်ပြည်သူတွေတေချာမသိကြတဲ့အဖြစ်တစ်အမှန်တွေစိတ်ဝင်စားဖွယ်ရာတမိုင်းကြောင်းတွေကိုရေးပွဲခဲ့တာဖြစ်ပါတယ်။မဆာလာဖြစ်မှာကိုထုတ်ခဲ့တဲ့ဥပဒေနဲ့ကိုပြန်ဖန်းခံရပုံကိုလည်းသူရဥတင်ဦးကအမတ်တရပြန်ပြောင်းပြောပြခဲ့ပါတယ်။ အဲ့တော့တော့ဆွဲလိုက်တဲ့အတွက်ငါဆွဲရတာမို့လို့ဆွဲရသူပြောင်းနေတဲ့ဖြည့်ရအောင်ဆွဲရမှာပဲဆိုပြီးတော့တတ်မှုတွေတိုင်းတဲ့ကတတ်မှုတွေကဖြည့်အောင်ဆွဲမယ်ဆိုတော့ဝင်းဝင်းကပါတင်းရကြတယ်ဝင်းရကြတယ်ဒါပေမဲ့လို့ပြောင်းတော့ပုံပြင်အကြီးကအကျိုးတဲ့ဂျန်တွေဖြစ်တဲ့ဘုဒ္ဓမြတ်မောင်နောက်တော့ဒါလည်းကျွန်တော် ူကအဲ့တော့အီအကျိုးတဲ့ department အကြီးဆုံးသူကမဲ့တော့သူရတဲ့အရင်ကျွန်တော်ကကြိုလို့ရတဲ့ပုံပေါက်ချလာတယ်ပေါ်တက်လာပြီးတော့ဘာပြောလဲဆိုတော့ခိုင်းပြီးတော့ဒီဥတွေထွက်တယ်လို့ကြားတယ်ကျွန်တော်ဖတ်ကြည့်ပြီးကျွန်တော်တစ်ခုလေးရက်နဲ့ပြောကြပါမယ်ဥတွေထုတ်တယ်ဆိုတာဟာဘုံကအာရာယနေသူထုတ်တဲ့ဥတွေဟာ ကူအာနာမရှိပဲနဲ့တရားကဖြစ်တဲ့ချိန်ကြရဲ့ဒီလူတွေကပုံကိုဆောက်ရှန့်နေတဲ့နှိမ့်ဆက်နေတဲ့ဥပဒေလိုဖြစ်မကောင်းဘူး။ဒီလူတွေအဲ့ဒီတိုင်ဖြစ်နေတယ်။အမှန်အန်ဂရတီရဲ့သူတို့ကပြောရတယ်။ဆရာတို့ဘုရားရဲ့ကျွန်တော်တို့ဒီလူတွေထွက်တဲ့အစပြီးတော့တရားအားထုတ်တော့မယ်တဲ့။ ဲ့တော့ဘုသူ့ပြည်စံတော်ကမှားကြီးပါတယ်ဒီနေ့ကဆက်ပြီးတော့တရားအထုတော်တူပြောသွားတယ်အဲတော့ပြောပြီးတော့တော်ပါလေးတယ်သူကတော့ကြောက်ရွံ့ပြီးရက်ပြောက်သွားတော့ကျွန်တော်ကတော့ကန့်လာကြရတဲ့အတွက်နောင်ကြတော့အင်းစိန်အတင်းတော်ဘုရားရောက်ခံနေကြတော့ကြောက်ပါကျေကျေလုံးအောင်ပြီးပြောသွားတယ်ဘုသူ့ကျွန်တော်တို့လို့စင်မစိုးနဲ့တော့တဲ့ ိုတို့လက်မှတ်ထိုးပြီးထုတ်ခဲ့တဲ့ဥပဒေအရကျွန်တော်အရေးယူရတာပါတဲ့ဒီတော့တရားပြေကြတယ်တမွေကပြေရတယ်ဆိုဒီထဲမှာလည်းပဲအမှန်တရားကရကြရရှိပါဒီစာအုပ်မိတ်ဆက်ပွဲကိုဥဝင်တိုင်ကိုရိုင်းမလာရောက်နိုင်ခဲ့ပဲဥဝင်တိုင်ရဲ့သမီးဖြစ်သူမတ်ချစ်စုဝင်းထိန်ကဥဝင်တိုင်ကိုစားကျေးဇူးတင်စကားပြောကြားပေးခဲ့ပါတယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ကသူရဥတင်ဦး ဆရာမောင်မိုးသူစာကနာဦးဝင်းတိန်ရဲ့လှုပ်ဖော်ကိုင်းပဟောင်းဖြစ်တဲ့ဘူကြီးအောင်ဦးမြင့်သိန်းတို့ကသူတို့ရဲ့အတွေ့အကြုံတွေကိုဒီပွဲမှာဝင်မျှခဲ့ပါတယ်။ဦးဝင်းတိန်နဲ့ပတ်သက်ပြီးဦးစိုးညွန့်ကအပြောဆိုနည်းနည်းကျမ်းမိမဲ့ အလုတ်တကယ်လုံနိုင်ဘူးပါလို့မှတ်ချက်ပေးခဲ့ပါတယ်ပြောဆိုတော့နည်းနည်းလေးတော့အပေါက်တော့နည်းနည်းကျင်းတယ်เนาะတိုက်မရှိဘူးเนาะတကားပြောတာမြန်တယ်เนาะအဲအဲ့ဒါပဲအလုတ်ကတော့တကယ်လုံနိုင်တယ်အသက်နဲ့မမျှအဲ့တော့ကျွန်တော်နောက်ခုကျွန်တော်ဦးဝင်းထိုင်ကပတ်သက်ပြီးတော့ဂုံယူပြောနေတာကဦးဝင်းထိုင်ထောင်တဲ့တလုံးကိုကျွန်တော်ဦးဝင်းထိုင်ကိုထောင်လာပေးခဲ့ပါတယ်အခုနေ့ကျွန်တော်ရေးထားတဲ့စာလေးတွေရှိပါတယ်။နောက်ဦးဝင်းထိုင်ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ထောင်ကနေလှုပ်ပြီးမှ တဲ့ခုဒိတာပြန်ပြီးတော့အဖမ်းခံရတဲ့ပုံကိုဖြစ်သွားတယ်ကတ္တာအဲ့တော့တော်တော်လေးတော့ဝိသေသကထူးတယ်